မင်္ဂလာပါရှင်။မော်တော်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကြိုဆိုလိုက်ပါတယ်။တိုင်းသာလန်နဲ့ကန်အခွဲရေးကြမှာပိုင်နဲ့နေမြေအငင်းပေါင်းမှုတွေရှင်းနေကြမှာကောကန်လန်နဲ့ကန်အခွဲ MND အခွဲဝင်တွေရဲ့ပြစ်ခတ်မှုကြောင့် KI အခွဲဝင်တွေထိခိုက်ဒေဆုံးမှုတွေဖြစ်လာခဲ့ရာအငင်းပေါင်းမှုတွေနဲ့တဲမာမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။ဒီဥတ္တပိုင်းထဲမှာတော့ KI အခွဲကောင်းဆောင်လေးအနေနဲ့ ၎င်းတို့တပ်ဖွဲ့ဝင်တွေတည်ဆုံစေခဲ့တယ်။ MND အဖွဲ့ဝင်တွေရဲ့လောက်ရက်ကိုငုံခံမလား၊တုံ့ပြန်မလားဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရမ်းမီနယ်မြောက်ပိုင်းမှာတအောင်းလက်နဲ့ကန်အဖွဲ့ TNL နဲ့ကကြံလက်ကန်အဖွဲ့ KIA ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေကြမှာမကြသေးမီကဖြစ်ပွားခဲ့တဲ့အင်ဂျင်ပေါမှုတွေနဲ့အပြန်လည်တိုက်ခိုက်မှုတွေကြောင့်တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ ကိုကန်လန်နဲ့ကန်အဖွဲ MND အဖွဲဝင်ကြီးရဲ့ပြစ်ခတ်မှုကြောင့် KYA အဖွဲဝင်တွေထိခိုက်ဒေဆုံးမှုတွေဖြစ်လာခဲ့ရာ KYA အဖွဲကောင်းဆောင်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တွေထပ်မံဖြစ်လာရှာဖွေရှိနေပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကန်တိုက်ပွဲတွေဖြစ်လာခဲ့ရာ TNL အဖွဲနဲ့ MND အဖွဲအပါအဝင်နာဆာကကိုစမ်းစင်နေရဲ့တိုင်းသားလက်နက်ကန်အဖွဲတွေဟာနယ်မြေထိန်းချုပ်ခွင့်တွေရရှိခဲ့ပါတယ်။နာဆာကကိုစမ်းစင်နေရဲ့တိုင်းသားလက်နက်ကန်အဖွဲတွေဟာ နယ်မြေထိန်းချုပ်ခွင့်ကိုရရှိခဲ့ပေမဲ့နယ်နယ်ကောင်ဖွဲ့ရီကြမှာလေထိန်းချုပ်ထားတဲ့မြို့တွေနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားအငင်းပွားတာတွေပိုင်တဲ့နယ်မြေအငင်းပွားတာတွေဖြစ်လာခဲ့ကထိတိုက်တွေးဆုံမှုတွေမကြာခဏဖြစ်လာခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတောင်လနဲ့ကိုင်းအဖွဲ TNLA တက်ချက်လနဲ့ကိုင်းအဖွဲ KIA အဖွဲကိုကန်လနဲ့ကိုင်းအဖွဲ MND အဖွဲနဲ့ဝါလနဲ့ကိုင်းအဖွဲ UWSA အငင်းပွားမှုတွေဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာလည်း အငင်းပွားမှုဖြစ်ပွားရာကနေတအောင်လနဲ့ကန်အဖွဲ TNN အဖွဲဝင်တွေရဲ့ရိုက်နှက်မှုကြောင့် KI အဖွဲဝင်ဆက်နေဦးတရားပြင်းထန်ခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဒါပြင် TNN အဖွဲဝင်တွေဟာ2015ခုနှစ်နှစ်စပိုင်းကစတင်ပြီးတော့၎င်းတို့ထိ ंछ ုပ်ထားရမျိုးတွေအတွင်းရှိစကန်းချထားတဲ့ KI အဖွဲရဲ့တက်စကန်းတွေကိုသိမ်းယူတာ KI အဖွဲတွေကိုမောင်းထုတ်တာတွေရှိခဲ့ပြီးတော့ TNN အဖွဲဝင်က KI အဖွဲထိ ंछ ုပ်ထားတဲ့ က္ကန်ပေါင်းအနည်းဆုံး9ခုအထိလူအင်အား3သိန်းယူထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ KIA အောက်ခြေတပ်ဖွဲ့ဝင်ဟာမောင်းထုတ်ခံနေရတာစက္ကန်တွေသိန်းယူခံရတာတိုင်းနဲ့ခံရမှုကြောင့်တရားရတာပဲရှေ့ခဲ့ပေမယ်။ KIA ခေါင်းဆောင်တွေကမတိကျိုးကြုံပြုတ်ကအငင်းပေါင်းမှုတွေကိုပြည်လျောင်ဖြည့်ရှင်းပေးနိုင်ခြင်းမရှိပဲမဟာမိတ်သဘောတူညီမှုတွေအရာတီးခံဖို့ညွှန်ကြားထားရကချင်လူမျိုးတွေနဲ့ KIA အောက်ခြေတပ်ဖွဲ့ဝင်တွေကြားသိဆိုးဒေါသဖြစ်ပွားမှုမြင့်တက်လာခဲ့ပါတယ် ၊ KIA ကောင်းဆောင်တွေရဲ့ဆွမ်းဆောင်ရေးအပေါ်ကကြယ်လူမျိုးတွေနဲ့ KIA အောက်ခြေတပ်ဖွဲ့ဝင်တွေဝေဖန်ပြစ်တင်မှုမြင့်တက်နေချိန်မှာပဲမလ9ရက်က KIA တပ်ဖွဲ့ဝင်2ဦးအပါအဝင်9ဦးတည်ဆုံးစီတဲ့အဖြစ်ပြက်ထပ်မံဖြစ်ပွားခဲ့ရာ KIA ကောင်းဆောင်တွေအတွက်ထိုးနှက်ချက်တွေဖိအားတွေထပ်မံရင်ဆိုင်ကြရပါတယ် KIA အဖွဲ့ဝင်တွေဟာတောင်းတရနယ်လီအဖွဲ့နဲ့အငင်းပွားမှုတွေမှာလဲခံဘက်ကကြီးဖြစ်ခဲ့ရသလိုကိုကက် MND အဖွဲ့နဲ့ဖြစ်ပွားတဲ့အငင်းပွားမှုတွေမှာလဲ ခံဘက်ကကြီးထမှန်ဖြစ်လာခဲ့ပါတယ်။ KSSM တရင်ဌာနကကုတ်ခိုင်မြို့နယ်မုံစီကြီးဝအုပ်စုပြင်ခန့်ကြီးဝအနီးရှိရွှေလောက်ကွက်မှာ MNDA အဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့် KIA တပ်ဖွဲ့ဝင်9ဦးအပါအဝင်5ဦးသေဆုံးပြီး8ဦးထိခိုက်ဒဏ်ရာရမှုထမှန်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ KSSM တရင်ဌာနဟာမုံစီဒေသခံတအူရဲ့ပြောဆိုချက်ကိုကိုးကားပြီး KIA တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးခဲ့ရတာကို သတင်းဖော်ပြခဲ့ဖြစ်ပါတယ်။မုံစီဒေတာကန်တူကတော့ကျေးရွာအနီးရွှေတူးနီရဲ့တရုတ်တွေကို KYA နဲ့ပြည်သူတွေကဆက်မတူးဖို့သွားပြောကြတာ။တေချာပြောနေရာကိုတရုတ်လုံသားတွေကစကားနားမထောင်မခက်လေစာလှုပ်နေရောလက်လက်နဲ့နဲ့ဆုံးမလိုက်တင်ကြတယ်။အဲ့ဒါကိုကိုကက် MNT ဘက်ကလာပြီးတနက်လာပြက်သွားတာ။ပြည်သူ၃ဦးနဲ့ KYA တပ်ဖွဲ့ဝင်၂ဦးတေဆုံးတယ်။ပြီးတော့ KYA တပ်သား၃ဦးနဲ့ပြည်သူ၆ဦးကဒဏ်ရာရသွားတယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။ MND အဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့် KYA တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေတည်ဆုံရခြင်းကို မကျေနပ်တဲ့အတွက်မုံစီဒေတာခံတွေရ MND အဖွဲ့ရုံးကိုတွားရောက်ကဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့မုံစီကြီးရွာဟာကိုခိုင်မျိုးအရှိပဲမိုင်၄၀ကအကွာမှာရှိပြီးတော့ကချင်အများစုနေထိုင်ကြတဲ့ကြီးရွာတစ်ခုဖြစ်ပါတယ်။ကိုခိုင်မျိုးဟာရန်ပီမြောက်ပိုင်းမှာတည်ရှိပြီးတရုတ်မြန်မာလမ်းမကြီးပေါ်မှာတည်ရှိကတိန်နီမြို့ကနေ၁၆မိုင် လာရှုံမြို့မှာ48မိုင်ကွာဝေးပါတယ်။ကုတ်ခါမြို့ကိုနာဆကတက်တွေလက်လွတ်ခရပြီးနောက်ကုတ်ခါမြို့မှာကိုကက် MND အဖွဲ့တောင်းတရရနယ်လေးနဲ့ကချင် KI ရဲ့တပ်ဖွဲ့တွေရှင်းနေပြီးတော့အဲ့ဒီတပ်ဖွဲ့၃ဖွဲ့ကြားမှာပိုင်နေနေမြေအငင်းပွားမှုတွေအခွန်ကောင်မှုတွေကြောင့်အငင်းပွားကအောက်ခြေတပ်ဖွဲ့တွေကြားမှာပြဿနာဖြစ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလတုန်းကလည်း MND အဖွဲ့ဝင်တွေဟာ မောင်စည်းဒေတာရှိ KIA စခန်းကိုဝင်ရောက်ဖျက်ဆီးမောင်းထုတ်မှုဖြစ်ပွားမှုဖြစ်ပွားခဲ့ပါတယ်။ဒါပြင် MND အဖွဲ့ဝင်တွေဟာ2024ခုနှစ်အတွင်းမှာကောက်ခိုင်မြို့အတွင်းရှိ KIA အဖွဲ့ရုံးတွေစီးနေတာအင်အားသုံးမောင်းထုတ်တာကကြင်လူမျိုးတွေအခမ်းအနားကျင်းပမှုကိုတားဆီးတာပြီးလှုပ်ဆောင်ခဲ့ပေမဲ့ KIA အဖွဲ့ခေါင်းဆောင်တွေဟာတယောက်စွာဂိုင်းတွဲဖြစ်ရှင်းတာမျိုးမရှိခဲ့ပါဘူး။ကချင် KIA နဲ့ကိုကက် MND အဖွဲ့တွေဟာမူဆက်ကုတ်ခိုင်နဲ့တိန်နီမျိုးနဲ့အတွဲမှာလည်း အငင်းပွားမှုတွေထိတိုက်တွေးဆမှုမကြခဏဖြစ်ပွားခဲ့ပါတယ်။ဒါမဲ့ KIA အဖွဲ့ခေါင်းဆောင်တွေဟာအောက်ခြေမှာတပ်ဖွဲ့ဝင်တွေတေဆုံးတရာရှာတဲ့အထိအငင်းပွားမှုတွေဖြစ်နေခဲ့ပေမဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ခြင်းမရှိအောင်ကချင် KIA အဖွဲ့ခေါင်းဆောင်မှုပိုင်းကမိကွန်းထုတ်စာဖြစ်စေခဲ့ပါတယ်။တကယ်တော့ကချင် KIA နဲ့ကိုကန် MND အဖွဲ့နဲ့တောင်တရနန်းဤအဖွဲ့တွေဟာနောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တယ်လို့ပြည်တော်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ FPNCC မှာလည်း အဖွဲ့ဝင်တွေဖြစ်နေပါတယ်။မဟာမိတ်အဖွဲ့တွေဖြစ်ပေမဲ့မြန်မာနိုင်ငံမှာစစ်ပွဲနိုင်တဲ့နေမြေပိုင်တဲ့ဆိုတဲ့အယူဆကြောင့်လက်နက်ကိုင်အဖွဲ့တွေကြားမှာမကြကနအငင်းပွားမှုတွေဖြစ်နေကြရလဲဖြစ်ပါတယ်။ကချင်လူမျိုးနဲ့ KYI အကြောင်းတွေကိုရှင်းတာဖော်ပြနေရင်စစ်ရဲနိုင်ငံရဲ့လေလာသူအမည်ရှိရဲ့ Facebook account တစ်ခုကတော့အတော့မကြတဲ့လက်ရှိ KYI လူကြီးတွေကြောင့် KYI စစ်သားတွေအမြဲခံရတဲ့ဆိုပြီးတော့ post တစ်ခုကို February 28ရက်မှာရှင်းတာခဲ့တယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ25ရက်နေ့ကလည်းလက်ရှိ KIA ဗဟိုကလူကြီးဝေတောက်ဆဲရှိရင် KIA စစ်သားမလုံးနဲ့တော့တိုက်ရဲတဲ့လူကိုနေရပေးထိုင်းနိုင်ငံချင်းမိုင်ဗန်မိုင်မှာသွားနေကြ KIA စစ်တပ်ကစစ်တိုက်ဖို့ဖြစ်တယ်ဆိုပြီးတော့ post တစ်ခုကိုရှင်းသားဖော်ပြခဲ့ပါတယ်။ဒါအပြင်ကချင်ပြည်နယ်သတင်းအမည်ရှိရဲ့ Facebook account တစ်ခုကရဲဘော်စစ်သားတွေစိတ်တက်ကြပြီးပြေးပေါက်ထွက်ပေါက်ဖြစ်အောင်မလုပ်ဖို့ KIA ဗဟိုကိုတင်ပြလိုက်ရပါတယ်။ရှမ်းမြောက်မှာ နယ်မြေအငင်းပွားမှုဟာရိုးရိုးဖြစ်မနေတော့ပါဘူးပလောင်ခေါ်တည့်ရနယ်လေးဝေးမမီတို့ရဲ့ဂိတ်တိုင်းတက်စခန်းတိုင်းကိုဝင်းစည်းဖန်းစည်းရိုက်နှက်နေရကိုတက်နှက်ပြစ်ခွင်လည်းမပေးဘူးဘဟုကဖြည့်ရှင်းပေးတာလည်းမရှိပြည်လဲသွားအောင်ဘာမှလည်းမပြုတ်လောက်ပေးနဲ့အောက်လက်ငယ်စစ်သားတွေနဲ့ကချင်ပြည်သူတွေအခဲမကြီးအယံတော်တာထွက်နေကြပါတယ်ပြစ်မိတ်ပေးရင်ပေးမပေးရင်လည်းပြည်လျောင်အမြန်ဖြည့်ရှင်းပေးပါ KIO ဘဟုလူကြီးတွေတည်စီဖို့ TNL မှရိုက်နှက်ခဲ KIO စစ်သားတယောက်ရဲ့ပုံနဲ့တကွ တင်ပေးလိုက်ရပါတယ်ဆိုပြီးတော့ဓာတ်ပုံတွေတကွဖော်ပြလိုက်ပါတယ်လို့ TNL အဖွဲ့ဝင်တွေကကချင် KI အဖွဲ့ဝင်တွေကိုရိုက်တဲ့ချိန်တော့က Facebook လူမှုကွေမှာရှင်းသားဖော်ပြခဲ့ပို့ပါတယ်။လက်ရှိချိန်မှာကိုကန်လက်နက်ကန်အဖွဲ့ MND အဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့် KI အဖွဲ့ဝင်တွေထိခိုက်တိုက်စုံမှုဖြစ်ပွားခြင်းဟာကချင်လူမျိုးတွေအပေါ်မှာလည်းတည်ရမှုရှိလာခဲ့ရ။ KI အဖွဲ့ဝင်တွေဟာ TNL အဖွဲ့ဝင်တွေဒါမှမဟုတ် MND အဖွဲ့ဝင်တွေနဲ့ပြဿနာဖြစ်ချိန်တိုင်း ခံဘက်ကကြည်ဖြစ်လာရောကချင်ကရိုင်အခွဲအကောင်းဆောင်တွေဟာမိမိတပ်ဖွဲ့ဝင်တွေနဲ့ကချင်လူမျိုးတွေအပေါ်ကကွယ်နိုင်စွမ်းမရှိဘူးလားဆိုတာကတော့တန်တရားဖြစ်မှုတွေလည်းရှိနေပါတယ်။ MND ရဲ့အခွဲဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်ကရိုင်အခွဲဝင်တွေထိခိုက်သေးဆုံးမှုဖြစ်ပွားခြင်းဟာ MND ရဲ့အခွဲနဲ့ကရိုင်အခွဲကြားဆက်ဆံရေးကိုထိခိုက်လာမဲ့အလားအလာတွေရှိနေပြီးတော့ကရိုင်အခွဲခေါင်းဆောင်တွေဟာအောက်စီတပ်ဖွဲ့ဝင်တွေကိုထက်မှန်သိခံခိုင်းမလား က်တုံပြဲမဲ့လမ်းကိုရွှေ့ချက်မလားဆိုတာကတော့စောင့်ကြည့်ရပွဲရှိနေပါတယ်။အငင်းပွားမှုဖြစ်ပွားရာကနေထိုးကျိတ်ရန်ဖြစ်တဲ့အဆင့်ကနေလူသေးဆုံးစီတဲ့တနက်နဲ့ပြစ်ခတ်တဲ့အဆင့်ထိရောက်ရှိလာပြီဖြစ်အောင်ကချင်လူမျိုးတွေနဲ့ KIA အောက်ခြေအဖွဲ့ဝင်တွေဟာ KIA အဖွဲ့ခေါင်းဆောင်တွေကိုဘယ်လိုမျိုးဖိအားပေးမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ KIA အဖွဲ့ဟာမြန်မာနိုင်ငံရှိတိုင်းဒါလနဲ့ကန်အဖွဲ့တွေတဲမှာအင်အားတောင့်တင်းပြီးတက်တန်းရင်လက်နက်ကန်အဖွဲ့ဖြစ်ပေမယ့် လက်ရှိအချိန်မှာ MND အဖွဲ့နဲ့ TNL အဖွဲ့တွေရဲ့ပခုံးချင်းရှင်ခံရတဲ့ပုံစံမျိုးဖြစ်လာခဲ့ရ။ KIA အဖွဲ့တွေတိတ်ခါကြဆင်းရတယ်လို့မျိုးဖြစ်နေပါတယ်။ KIA အဖွဲ့ကောင်းဆောင်တွေက MND အဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့် KIA အဖွဲ့ဝင်တွေတည်ဆုံခဲ့ရခြင်းကိုဆွေးနွေးညီနိုင်ခြင်းနဲ့ဖြေရှင်းမလား။ဒါမှမဟုတ်စီရေးနီလန်းအသုံးပြုဖို့ဆုံးဖြတ်မလား။အရှက်ကွဲတိတ်ခါကြရမှုကိုဘယ်လိုနီလန်းနဲ့အဖက်ဆက်မလဲဆိုတာကတော့စောင့်ကြည့်ရပွဲရှိနေပါတယ်။ ဘလို့ပင်ဆိုနေစီကမှလက်ရှိဖြစ်ပွားနေရဲ့တောင်းလနဲ့ကန်အဖွဲ TNL နဲ့ကကြံလနဲ့ကန်အဖွဲ KIA နဲ့ကိုကန်လနဲ့ကန်အဖွဲ MND အဖွဲဝင်ကြီးကြမှာအငင်းပွားမှုတွေကမိဖက်အဖြစ်ကနေအစိုးရဆုံးရှံဘက်ဖြစ်လာဖို့တွန်းပို့နေရဖြစ်နေပါတယ်။လက်ရှိချိန်မှာ KIA အဖွဲနဲ့ MND အဖွဲသားဖြစ်ပွားနေတဲ့အငင်းပွားမှုတွေကလက်နက်ကအဖွဲစည်းနှစ်ခုကြားဆက်ဆက်ရေးမှာတမိုင်းအမဲဆက်ဖြစ်လာဝဲရှိပြီးတော့နှစ်ဖွဲသားဖြစ်ပွားတဲ့အငင်းပွားမှုတွေက အကျိုးစီးပွားရေးဆက်မြမှုရရှိနေတဲ့အတွက်ကြောင့်တချိန်ကအကောင်းဆုံးမိတ်ဆွေဖြစ်ကနေအစိုးရဆုံးရန်သူတွေဖြစ်လာမယ်အလားလာပဲ